အဓိကဉ္စင်တရားကအလွန်မှတကယ်တမ်းကပြောရရင်လိုအပ်တယ်ပေါ့ဘာလို့တော့ဘဝမှာတွေ့နေရတဲ့အတွေ့အကြုံတွေရင်ဆိုင်နေရတဲ့အဖြစ်ပျက်တွေဟာအလုံးဟာကိုယ်စိတ်တိုင်းကြပါစေမယ်ဆိုတဲ့အနေအထားမျိုးရှိပါသလားမရှိမတော့ဟုတ်လားအကြောင်းအားလေဆိုတာသူ့သူဖြစ်ခြင်းလို့ဖြစ်နေတာလေကိုယ်စိတ်တိုင်းကြကိုယ်မြင်မြင်ကွင်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြကြားကွင်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြတွေ့ကွင်ပေးမှာမဟုတ်သူ့သူအခြေအနေရတွေ့နေရကြုံနေရတာ မမြင်ကျင်တာတွေလည်းမြင်ရမှာပဲမကြားကျင်တာတွေလည်းကြားရမှာပဲမတွေ့ကြုံလို့တာကိုလည်းတွေ့ကြုံရမှာပဲအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့မှာသီးခံခြင်းဆိုတဲ့နော်ရင့်ကျက်တဲ့ဒီအကြီးအသေးသာမပိုင်ဆိုင်ဘူးဆိုရင်ဘလို့မှအဆင်မပြေနိုင်ဘူးဆိုတာကိုနားလည်ရမယ်ဟုတ်လားဒါကြောင့်အဆင်မပြေတဲ့ကိစ္စတွေတွေ့လာတိုင်းကြုံလာတိုင်းရပါတယ်ထားလိုက်ပါဆိုတော့တာတာလေးကြော်လွှားသွားနိုင်ဖို့အရေးကြီးတယ်ဟုတ်လားသီးခံခြင်းဆိုတဲ့အကြီးအသေးအလွန်မှလိုအပ်တယ်နော် ဒီမခံနိုင်လို့လည်းပဲဦးဇင်းတို့တကယ်တမ်းဟိုစိတ်တိုင်းမကြတဲ့ကိစ္စတွေကစိတ်တိုင်းကြသွားတာတော့လည်းမဟုတ်ပါဘူး။တော့ဒီမခံလို့ဒေါသဖြစ်လို့ပူဝလောင်ရတာပဲအဖက်တင်တာပါပဲ။ဟုတ်လား။ဒါကြောင့်တိခဏ်ချင်းတရားနဲ့နော်ရင်ဆိုင်ဖြည့်ရှင်းနိုင်မယ်ဆိုရင်အဖြေကပူပြီးတော့ကောင်းကောင်းမွန်မွန်ထွက်လာမယ်။ဒီမခံနိုင်ဘူးဆိုလို့ရှိရင်တွေ့နေရတာအဆင်မပြေတာတစ်မျိုး။ဒီမခံလို့ဒေါသနဲ့တုံ့ပြန်လိုက်လို့ပူပြီးတော့ဆိုးဝါးလာတာကတစ်မျိုး။ပူပြီးတော့အခြေအနေပူပြီးတော့ဆိုးဝါးတဲ့အဖြေကိုပဲရမှာ။ ဒါကြောင့်သီးခံခြင်းတရားဖြစ်တာလည်းအရာရာကိုဦးဇင်းတို့ရင်ဆိုင်နိုင်မယ်ဆိုရင်အလွန်ကောင်းတဲ့အကျိုးရလဒ်တွေကိုရမှာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားသီးခံခြင်းတရားကိုဘယ်လိုတောင်ဟောတာတော့ခန္တီပရမတဘောတိတိခသီးခံခြင်းဆိုတဲ့အလေးအကျင့်ဟာအလေးအကျင့်တကအလေးအကျင့်တွေမှာအကောင်းဆုံးအလေးအကျင့်ပဲလို့ဟောထားတာလေးကျင့်တဲ့နဲ့နော်ငါဒီကနေ့နော်ဘလို့အစင်မပြေတာဝဲမြင်ရမြင်ရဘလို့အစင်မပြေတာဝဲကြားကြားအရှိတဲ့ကိုဒေါသဖြစ်မပူလောင်အောင်စေရဘူးဆိုတဲ့အဋိဌာန်မှုနဲ့လေ့ကျင့်ကြည့်ပါလား ်တဖြစ်ချင်ရဖြစ်စမ်းမစေငါစိတ်ထဲကိုအဲ့ဒါကဝင်ပြီးတော့မထိခိုက်เสียရဘူးဆိုတဲ့စိတ်နဲ့သိချင်းကြည့်ပါလားခုတနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်တော့နိုင်ငံသားစာရေးဆရာတယောက်ရေးထားတာပါဖရာဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ချင်းတခါရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့ တမျိုးလေးရောက်တော့လမ်းတနေရာရောက်တော့ကားစင်းကဘွားဆိုရှေ့ကနေပေါ်လာတိုက်တော့မလို့ဖြစ်သွားတာပေါ့အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုကုတ်ချလိုက်တယ်မတိုင်ဘူးအောင်းဟိုးစရာကောင်းတာရှေ့ကမှားတဲ့ကားသူတို့ရှေ့ကကုတ်လာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့နော်အယုဒ္ဓနတ်တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးပြီဒါမဲ့နောက်ကတစီသမားကပြုံးနေပြန်ပြတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့တော့အဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့အော်အထင်လည်းကြီးသွားပါဒီတစီသမားကို ဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာပေါ့နေသမ်းပါအောင်ပေါ့ကျုပ်တို့ခဏနေခုနတုန်းကဆိုကားတိုက်ခံရမယ်ဆိုနေနေလေးပဲလိုတော့တယ်ပေါ့ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနေနေပဲလိုတော့တယ်ဟိုလူကသူလဲမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလဲထောင်ပြသေးတယ်အဲ့ဒါတော့ခင်ဗျားကပြုံပြုံရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလိုနီးနဲ့ဘလိုစိတ်ထားနဲ့အဲ့ဒါကိုခင်ဗျားတုံ့ပြန်နိုင်တာတော့အဲ့လိုမေးတဲ့အခါကျတော့တက်စီသမားပြောတယ်တဲ့လူတွေအားလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတဲ့အမိုက်ကားကြီးတွေလိုပဲသွားနေကြတာ လူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာ။နော်အမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာ။အဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်၊ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမှာတော့တနေရာပြည့်ရတော့မှလေသူကားကြီးကမဆန့်တော့ဘူး။ဒါတနေရာပြည့်ရမှာအဲလူတွေလည်းအဲ့လိုပဲတဲ့တခါလာရင်စိတ်တိုးစရာတွေစိတ်ပြက်စရာတွေဝမ်းနေရစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာအောင်မှသူတို့ကဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်မှာ။ ဆိုရင်အဲ့ဒါအခမတင်ခမရပေါ်လေလာဆွန့်လိုက်မယ်တဲ့အဲ့ဒီအမိုက်တွေကိုအဲ့ဒီအမိုက်တွေလာပြစ်ပြီဆိုရင်အဲ့ဒါခမရလက်ခံမလားတဲ့ဟာဘယ်လက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့ပေါ့ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေအမိုက်လာဆွန့်ပြီဆိုရင်လက်မခံနဲ့တဲ့ဟုတ်လားအဲ့ဒါခမရအဖုံးကိုလုံအောင်ပိတ်ထားတဲ့သူပြောပုံလေးဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခမရစီထဲဝင်လာလိမ့်မယ် တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြမှုစိတ်တုံမှုစိတ်ပြက်မှုဝမ်းနည်းမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတာပြင့်နေကြတာဟာဥစဉ်အဲ့ဒါလေးကိုချဲ့ပြီးတော့စဉ်းစားမိတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုတော့ဓာတ်ဓာတ်ရိုက်ကိုယ်နဲ့စကားပြောပြီးတော့ထဲ့တာရှိတယ်လို့ကိုယ်တည်းကိုတော့တဆင့်ထဲ့နေတာတွေလည်းရှိတယ်တည်င်းသားတွေကထဲ့ကြတာလည်းရှိတယ်အမိုက်တွေအမိုက်တွေတီဗီတွေကနေထဲ့နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထဲ့သေးတော့ဟမ် Facebook တွေကနေထဲ့အောင်မရှိဘူးလား မိုက်တယ်ကိုကောင်းလေးရောက်မလာဖို့ရေးကြည့်ရနော်အဲ့ဒါသူပြောတဲ့စကားလေးတခုဘုံဘွားသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူအမျိုးမျိုးစိတ်ထွေတွေဒါပေမဲ့ကိုကောင်းလေးကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့တေချာစင်သာတော့ဒီစကားတော်တော်ကောင်းတယ်ဟုတ်လားလူတွေကိုအမိုက်မစွန့်အောင်မိုက်မပြစ်အောင်ဦးစင်တို့လုပ်လို့မရဒါပေမဲ့ကိုစိတ်သေးကိုအဲ့ဒီအမိုက်တွေကူးဆက်မလာအောင်တော့ဦးစင်တို့တားလို့မရဘူးလားရတယ် ငငယ်ရဆရာတော်ဘုရားဥဇတိကရဲ့တရားတစ်ပုဒ်ထဲမှာလည်းပဲကြ བྱ ာလေးတစ်ပုဒ်ဆိုပြီးတော့နိုင်ငံသားရေးတဲ့ကြ བྱ ာဆရာတော်ရေးတဲ့ကြ བྱ ာတစ်ပုဒ်ဆိုပြီးတော့အဲ့ဒါလေးလည်းစိတ်ထဲစွန့်နေတာတစ်ခုရှိတယ်။အဲ့ဒါကတော့ဘာပြောလို့ဆိုတော့ဟုတ်ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားအောင်ဦးဇင်းတို့တားလို့မရပါဘူးတဲ့။နော်ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားဘူးလို့တားလို့ဦးဇင်းတို့မှာအစွမ်းမရှိဘူးငှက်တွေပြန်မှာပဲတားလို့မရဘူး။ ဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲက7ထဲကိုတော့ငှက်တွေအတိုက်လာမလို့အောင်တော့တအားလို့ရပါတယ်တဲ့အဲဘလောက်ကောင်းတော့ဒီစကားဘလောက်ကောင်းတော့စဉ်းစားသားဟင်ဒီကမာကြီးတွေအကုန်လုံးနားလည်နိုင်တဲ့အစွမ်းရှိမလို့ဦးစင်းကယုံကြည်ပြီးတော့ပြောနေတာနော်ကောင်းငင်မှာပြန်သွားတဲ့ငှက်တွေကိုတားနိုင်တဲ့အစွမ်းမရှိပါဘူးသို့တော့ကိုယ်ခေါင်းထဲက7မဟုတ်တော့ငှက်တိုက်လာမလို့အောင်တော့တအားလို့ရတယ်တိခဏ်ချင်းနဲ့ပတ်သက်ပြီးတော့စကားတွေထွက်သွားတာနော်တော့ဘာပြောချင်တာတော့ဘာဒီဘလို့ပဲတွေ့ရတွေ့ရဂျုံဝဂျုံဝပြင်းရမြင်ရ ဟုတ်လားမြင်ရမြင်ရကြားရကြားရကိုယ့်ရဲ့စိတ်ကိုမတူအောင်ဒေါသမဖြစ်အောင်ဦးကျင့်တော်ဘာလုပ်အောင်လို့စူးစမ်းရမယ်သိခံရမယ်ဆိုတော့ပြောတာဟုတ်လား